ခုဒီနေ့ကစာလေးတစ်ပုဒ်ဖတ်ရရင်နော်နိုင်ငံသားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ချင်းတခါရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့လေးကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့တမျိုးလေးရောက်တော့လမ်းတနေရာရောက်တော့ကားစင်းကဘွားဆိုရှေ့ကနေပေါ်လာတယ်တိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကုတ်ချလိုက်တယ်မတိုင်ဘူး ောင်းဟောเสียကောင်းတာရှေ့အမှားတဲ့ကာသူတို့ရှေ့ကကြွေလာတဲ့ကာသူကလည်းမှားသေးတယ်အဲ့ဒါကာရကဖွင့်ပြီးတော့နော်အယုဒ္ဒနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးဘူးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြင်းပြတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဒီအရာရှေ့ကအလွန်အံ့ဩတယ်တဲ့ဩအထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာနေသမားအောင် ကျုပ်တို့ခဏနေခုနတုန်းကဆိုတာကားတိုက်ခံရမယ်ဆိုနေနေလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနေနေပဲလိုတော့တယ်ဟိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလဲထောင်ပြသေးတယ်အဲ့ဒါကိုတော့ခင်ဗျားကပြုံပြုံရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလိုနီးနဲ့ဘလိုစိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့တက်စီသမားတော်တယ်လူတွေကလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတယ်အမိုက်ကားကြီးတွေလို့ပဲသွားနေကြတာ လူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာ။နော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာ။အဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်၊ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမှာတော့။တနေရာပြည့်ရတော့မှလေ၊သူကားကြီးကမဆန့်တော့။လက်တနေရာပြည့်ရမှာ။အဲလူတွေလည်းအဲ့လိုပဲတဲ့။တခါလာရင်စိတ်တိုးစရာတွေ၊စိတ်ပြက်စရာတွေ၊ဝမ်းနေရစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်ပါ။ ။ဆိုရင်အဲ့ဒါအခမ်းမတင်ခင်ဗျားပေါ်တယ်လာဆွန့်လိုက်မယ်လေအဲ့ဒီအမိုက်တွေ။အဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခင်ဗျားလက်ခံမလားတဲ့။ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့။ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေ။အမိုက်လာဆွန့်ပြီဆိုရင်လက်မခံနဲ့တဲ့။ဟုတ်လား။အဲ့ဒါခင်ဗျားအဖုံးကိုလုံအောင်ပိတ်ထားတဲ့။သူပြောပုံလေးဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့။လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခင်ဗျားစိတ်ထဲဝင်လာလိမ့်မယ်။ တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တုံမှုစိတ်ပြမှုဝမ်းနေမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတယ်ပြင့်နေကြတာဟာဥစဉ်အဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုတော့ဓာတ်ဓာတ်ရိုက်ကိုယ်နဲ့စကားပြောပြီးတော့ထဲ့တာရှိတယ်လို့ကိုယ်တည်းကိုတော့တဆင့်ထဲ့နေတာတွေလည်းရှိတယ်တည်င်းသားတွေကထဲ့ကြတာလည်းရှိတယ်အမိုက်တွေအမိုက်တွေတီဗီတွေကနေထဲ့နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထဲ့သေးလဲ Facebook တွေကနေထည့်အောင်မရှိဘူးလား မိုက်တယ်ကိုကောင်းလေးရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတခုဘုံဘုံကသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေတယ်ဒါပေမဲ့ကိုကောင်းလေးကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တရားစင်တာတော့ဒီစကားတော်တော်ကောင်းတယ်ဟုတ်လားလူတွေကိုအမိုက်မစွန့်အောင်မိုက်မပြစ်အောင်ဦးစင်တို့လုပ်လို့မရဒါပေမဲ့ကိုစိတ်သေးကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးစင်တို့တားလို့မရဘူးလားရတယ် ငငယ်ရဆရာတော်ဘုရားဥဇတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြ བྱ ာလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံသားရေးတဲ့ကြ བྱ ာဆရာတော်ရေးတဲ့ကြ བྱ ာတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလည်းစိတ်ထဲစွန့်နေတာတစ်ခုရှိတယ်။အဲ့ဒါကတော့ဘာပြောလို့ဆိုတော့ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့ တားလို့မရပါဘူးတဲ့။ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူး။ ဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲက7တဲကိုတော့ငှက်တွေအတိုက်လာမလို့အောင်တော့တားလို့ရပါတယ်တဲ့။အဲဘယ်တော့ကောင်းတော့ဒီစကားဘယ်တော့ကောင်းတော့စဉ်းစားစား။ဟင်ဒီကမာကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးစင်းကယုံကြည်ပြီးတော့ပြောနေတာနော်။ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူး။သို့တော့ကိုယ့်ခေါင်းထဲက7မဟုတ်တော့ငှက်တိုက်လာမလို့အောင်တော့တားလို့ရတယ်။ဒီခန့်ချင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်။တော်ပါပြောနေတာတော့ဘာဒီဘလို့ပဲတွေ့ရတွေ့ရဂျုံကဂျုံကပြင်းရမြင်ရ ဟုတ်လားမြင်ရမြင်ရကြားရကြားရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်ဦးဇင်းတော်ဘာလုပ်မှာတော့စူးစမ်းရမယ်သိခံရမယ်ဆိုတော့ပြောတာဟုတ်လား